ကဲအားလုံးပဲမင်္ဂလာပါဗျတနင်္ဂနွေနေ့မှာကစားကြမဲ့ Premier League ပွဲစဉ်နှစ်ပွဲကိုသုံးသပ်ပေးသွားကြပါတယ်အစောဆုံးပွဲကနေစရအောင်ပါ တော်ရင်ဟော့စပါနဲ့အက်စတိုဗီလာစပါလက်ရှိခုနှစ်ပွဲကစား၄ပွဲနိုင်နှစ်ပွဲတည်းရေတပွဲရှုံးထားပြီးတန်းစီစရာရဲ့တတိယနေရာမှာရက်တီလို့နေပါတယ်စပါတို့အနေနဲ့အင်ကွင်းခြေစွမ်းအကောင်းကြီးမဟုတ်ပေမဲ့အနိုင်တော့ရနေပါတယ်စပါအနေနဲ့ထိတ်ဆုံးကအာဆင်နယ်ပြီးရင်ပေးကိုအနည်းဆုံးအသင်းဖြစ်ငါးကိုသာပေးထားတဲ့အသင်းလည်းဖြစ်ပါတယ်လက်ရှိပရီးမီယာလိမှာစပါအပြင်ခရစ်စတယ်ပလေးနယူကာဆယ်တို့လည်းပေးကိုငါးကိုပဲပေးထားပါသေးတယ် စပါတော့တမှာ Van Di Van Romero တို့ခြေစွမ်းပြနေပြီအသင်းကိုကောင်းကောင်းထိန်းချောင်းလို့နေပါတယ်။ Tottenham ကစားသမား Kudus ကလည်းပွဲတိုင်းခြေစွမ်းပြနေတယ်လို့ Johnson နဲ့ Richarlison တို့ကလည်း၃ဂိုးစီ twin ကိုထားပါတယ်။ Villarreal တွေနဲ့ DRI အစမှာအတော်လေးအထလေးခဲ့ပေမဲ့လက်ရှိချိန်တွေမှာတော့ပုံမှန်ခြေစွမ်းပြန်ရက၄ပွဲဆက်အနိုင်ရလို့ထားပါတယ်။ဖီလာတို့အနေနဲ့ဖူဟန်ဘန်လေးဖင်ညုနဲ့ပိုလိုညာတို့ကိုဇက်တက်အနိုင်ယူခဲ့ပြီး confidence level so high လို့နေပါတယ် ဖီလာတို့အဝေးကွင်းချိန်မှန်မှန်ပဲမဲ့လက်ရှိဖောင်ရစပါရိုကိုကောင်းကောင်းစိတ်ကောင်းနေစွမ်းရှိနေတဲ့အချိန်လေးပါနှစ်သင်းတွဲဆုံမှုနောက်ဆုံး၄ပွဲမှာနှစ်ပွဲစီအနိုင်ရထားတာမို့လို့နှစ်သင်းစလုံးဖွင့်ဆော့လာနိုင်ပါတယ်ဘောလုံးစကူကောင်းတဲ့နီးပြနှစ်ယောက်ရဲ့ပွဲမှုတော့မက်ဖရန့်စပါရိုအနေနဲ့သူရဲ့အားပါချက်ဖြစ်တဲ့ conversation နဲ့ attacking play နဲ့ pressing ကစားလာမှဖြစ်လို့ unai အနေနဲ့လည်း technical flexibility နဲ့ side piece တွေကိုအပြုပြီးကစားလာနိုင်ပါတယ်။စပါမှာ kudet ကောင်းနေသလို villa မှာလည်း wakin နဲ့ marlin တို့ offensive ကကောင်းနေတာမျိုးကြီးကောင်းတဲ့ပွဲတွေဖြစ်လာမှာပါ။ ခံမှန်းချက်တွေအရစပါရိုအိမ်ဝင်ဆိုပေမဲ့နှစ်သင်းလုံးမျှကြေဖြစ်လို့နေပါတယ်။လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်လီဗာပူးတို့အနေနဲ့နောက်ဆုံးသုံးပွဲဆက်ရှုံးလင်းရထားပြီးနီဗျာအန်ဆလော့တယောက် PR ကိုရောက်ရှိလို့နေပါတယ်။ဒါပေမဲ့လည်းအိမ်ကွင်းအယမ်းမာတဲ့လီဗာပူးရဲ့အိမ်ကွင်းခြေစွမ်းဟာဒီအားဒီမှာအမြင့်ဆုံးအခြေအနေမှာရှိပါတယ်။ United တို့ကတော့နောက်ဆုံးသုံးပွဲမှာနှစ်ပွဲနိုင်တာပြီးအဝေးဝင်းခြေစွမ်းကတော့အတော်လေးကိုစိုးနေတဲ့အခြေအနေပါ။ United တို့အနေနဲ့အဝေးကွင်းနောက်ဆုံး၈ပွဲမှာတစ်ပွဲမှအနိုင်မရသေးပါဘူး။လီဗာပူးနဲ့ United တို့ထိပ်တိုက်တွဲဆုံခဲ့တဲ့ နောက်ဆုံး Premier League 5ချိန်မှာ Liverpool က2ချိန်နိုင်ပြီး3ချိန်တရေကျထားပါတယ်။ United တို့အနေနဲ့ Anfield မှာ2016နောက်ပိုင်း Liverpool ကိုအနိုင်ယူနိုင်စွမ်းမရှိတော့ပါဘူး။ Liverpool ရဲ့တောင်ပိုင်းကစားသမား Salah အနေနဲ့ Man United တွေးဆုံမှုရဲ့15ပွဲမှာ73ဂိုးသွင်းယူထားတာမျိုး Salah ပါဝင်ခြင်းဟာ United တို့အတွက်အိမ်မဆိုးတစ်ခုပါပဲ။လက်ရှိ high pressing နဲ့ quick transition အကောင်းဆုံးအသင်းဖြစ်တယ်လို့အင်ဝင်အားသာချက်လည်းရှိနေတာမို့တနည်းရွှေ့တနည်းငွေဖြစ်နေ United တို့အတွက်မလွယ်ကူတဲ့ပွဲပါ Liverpool ရဲ့ကစားကွက်ကိုခြေဖြတ်ဖို့ United တို့အနေနဲ့ Chelsea စီကနီးနာတွေခံယူရပါလိမ့်မယ်နောက်တန်းလည်းမတည်ငြိမ်သလိုနိုင်ငံပွဲကြောင့်အင်ပြန်နောက်ကျမဲ့ Casemiro နေရာမှာ Ugarte ဝင်ကစားပြီး UB ကာနိုင်တာမို့ Bukayo ရဲ့ထုတ်ပြန်ချက်အရအနိုင်ရဖို့85ရာခိုင်နှုန်းကျင်းနေတဲ့ Liverpool တို့ပဲအနိုင်ရသွားလိမ့်မယ်ထင်ပါတယ်